2025ခုနှစ်နိုဝင်ဘာလ26ရက်ဒီနေ့ဗုဒ္ဓနေ့တော့ခနရသားမီးအလုံးတွေကန်ချင်းတွေကိုနမိတ်ဖတ်ရရင် ကောင်းသောအခွင့်အလမ်းတွေရနိုင်မယ်လို့နမိတ်ရပါတယ်။လူရင်းတို့မိတ်ဆွေရင်းတို့နဲ့အခေါ်ပြောပြတတ်တယ်။လူရင်းမိတ်ဆွေနေနဲ့ပတ်သက်တဲ့ကိစ္စတွေအတွက်အခွင့်အကောင်းတွေပေါ်လာတတ်တယ်။အော်မိတ်ဆွေကိစ္စတွေအစဉ်ပြေအောင်လို့မျက်နှာသုံးပွားအစ်စ်ကိုစပြီးတော့သုံးတင်တဲ့နေ့ဖြစ်ပါတယ်။ဒီနေ့မှာခနရသားမီးတွေအလုံးကန်ထူးကောင်းမှုလို့တွက်ဆိုရင်တော့ တုကတော်ဆိုတဲ့ဂုံတော်ကိုအကြိမ်ကြိမ်ပွားပြီးမျက်နှာသိချင်းအဖြစ်တနေ့တာလုံးကံပွင့်လက်ပွင့်ပါလိမ့်မယ်။ပညာသင်ရနေတဲ့ကျောင်းသားကျောင်းသူတွေပညာထူးချွန်မှုလို့တက္ကတော်ကျောင်းသွားတဲ့အခါမှာအပင်တစ်မျိုးမျိုးကိုရေလောင်းပြီးသွားခြင်းအဖြစ်သိသာသာပညာကံပွင့်ပါလိမ့်မယ်ခင်ဗျာ။ဒီနေ့မှာမိရှုသန်းစဉ်ဖွားမြင်ကြတဲ့ရင်သွေးရတနာကြီးတို့ကတော့ကြာသာပရင်းနေဘွားအဓိပတိဘွားဇာတာရှင်များဖြစ်ကြပါရဲ့ခင်ဗျာ။အဓိပတိရဲ့သဘောတရားအတိုင်းအဓိကကြတဲ့သူတွေဖြစ်ပါလိမ့်မယ်။ ဒီနေ့မှာကြောက်တဲ့မွေးနေ့ရှင်တွေအတွက်ကုသိုလ်ရရာဖြစ်ကြတော့အုံနုံခေါဆွဲဆွန်မြတ်စွာဘုရားရှင်လှူဒန်းခြင်းမိသားစုဆွေမျိုးညာတိတို့ကိုအုံနုံခေါဆွဲဒါနပြုခြင်းအပြင်တနှစ်တာလုံးအတွက်ကံခွင်းကောင်းတွေပေါ်ပါလိမ့်မယ်အကျိုးပေးစိုးမှုကဏ္ဍကတော့ခုနှစ်ကဏ္ဍသုံးကြကဏ္ဍဖြစ်ပြီးတော့ငွေကံကောင်းမှုလို့တွက်ဆိုရင်တော့မိတ်ဆွေတွေကပတ်ဆိုင်အိမ်ထဲကိုဒီနေ့အဝါရောင်ပန်းမွေတွေတပွင့်ထည့်တာလိုက်ပါခင်ဗျာဈေးကောလက်ခောအစီအစဉ်ဖြစ်နေရတော့ဆိုင်ရှိတက်တဲ့ကိုမျက်နှာမူပြီးတော့မိမိဖြစ်လို့တဲ့ကိစ္စတွေကိုဆူတောင်းရင်း ဒီနေ့ယူသွမုံနနတိအနေငယ်စားလိုက်ပါခင်ဗျာအမှုခင်းကြုံနေရသူရှိရဆိုရင်တော့အမှုကြုံနေရသူရဲ့နာမည်ကိုစီပလင်းမှာရေးပြီးတိလားရှင်ဆရာလေးတစ်ပါးပါထူထောင်လိုက်ပါခင်ဗျာကျမ်းမာရေးညံ့နေရသူတွေဆွေမျိုးမိသားစုမှာရှိရဆိုရင်တော့ဓာတ်စာဖြစ်နေဒီလိုနေ့မှာကစုံရကြော်လေးအနေငယ်စားပြီးဆူတောင်းလိုက်ပါခင်ဗျာအိမ်တော်ရဲ့ခြေမိတ္တိုက်ကိစ္စတွေအစဉ်ပြေဖို့အတွက်ကတော့အေးနှစ်ဖက်ထိပြီးတော့မြတ်စွာဘုရားရှင်ကိုလှူဒါန်းလိုက်ပါခင်ဗျာ